မင်္ဂလာပါကျွန်တော်ကတော့တမတရားဆိုင်ရာအကြောင်းအရာတွေကိုရေးသားတဲ့ရွှေပေးပဲဖြစ်ပါတယ်။ဒါကြောင့်လဲကျိုးပင်ငယ်ဆိုတဲ့တမတရားစာပေတွေထုတ်ဝေတဲ့ဌာနကနေအခုပဲပြန်ရောက်ပါတယ်။အကြောင်းကတော့ကျွန်တော်စာရေးဆရာဆရာမများတွေ့ဆုံပြီးတော့မှကျွန်တော်တို့စာပေစကားဝိုင်းကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ခေါင်းစဉ်ကတော့ခြေနေဖြစ်ပါတယ်။ ီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဆရာဆရာမများသူတို့ကိုယ်ပိုင်ရှုထောင့်ဒါသနာအတွေ့ခေါ်တွေပဲပေါင်းစုံကနေတင်ပြဆွေးနွေးခဲ့ကြပါတယ်ဒီထဲမှာမှတ်သားစရာအချို့ကလေးတစ်ခုနှစ်ခုကိုကျွန်တော်အနည်းငယ်ပြန်လည်ပြီးတော့မှမျှဝေချင်ပါတယ်ဆရာတစ်ပါးကဘာပြောလဲဆိုရင်ချိန်နှင်းပေါ့နော်ပြောင်းမြန်လာလိုက်နင်းချေဆိုတဲ့အတိတ်ပဲရတယ်လူလဲနှမျိုးပဲရှိတယ် သူတို့ဘာရဲ့ခြေနင်းဆိုတဲ့အနင်းခံပြီးတော့လောကကြီးตายရဖို့အတွက်အလှဆင်ပေးခဲ့တဲ့သူတွေရှိတယ်။နောက်တစ်မျိုးကတော့သူတို့ဘာကိုနင်းချေပြီးတော့မှကိုယ့်တဘဝကောင်းစားရေးအတွက်အဆက်ကုံတိတ်ခါမဲ့စွာနဲ့လောကကြီးကိုအကြီးတန်းစေသောသူလည်းရှိတယ်။အားကြောင့်မလို့ခြေနင်းမှန်ပါစေပေါ့နော်။နောက်ဆရာတစ်ပါးကတော့ ဘာပြောသွားလဲဆိုရင် तू ဒီဌာနကိုရောက်လာတယ်ရောက်လာပြီးမှ तू ဖဏပြတ်သွားမယ်ဆိုရင်ဒီဌာနမှာခဏထားခဲ့မယ်ဆိုရင်လက်ခံမှာပဲဒါပေမဲ့ तू ဝိညာဉ်နဲ့ခန္ဓာအဆက်ပြတ်သွားမယ်ဆိုရင်တော့ဒီနေရာမှာသူ့ကိုထားလို့မရတော့ဘူးပေါ့ဆိုလိုချင်တာကခန္ဓာနဲ့ဝိညာဉ်အဆက်ပြတ်သွားပြီဆိုရင်ပြတ်သွားတဲ့ဖဏလောက်တော့အရေးမပါတော့ဘူးဒီလောကယာကြီးပဲ မတည်မြဲတဲ့လောက အရာတွေအတွက်လူတွေကအချိန်ကုန်လူပန်းနေကြတယ်။တည်မြဲတဲ့လောကုတ္တရာကိုအလေးပေးပြီးရှာဖွေကြပါဆိုပြီးတော့မျှဝေသွားတယ်။တော့ကျွန်တော်လှည့်တော့ကျွန်တော်လည်းအနည်းငယ်မျှဝေခဲ့ပါတယ်။တော့ချိန်နေမို့နော်။တော့ကျွန်တော်တို့ဒီလောကအသက်ရှင်စင်မှာမိမိရဲ့အထွတ်မြတ်ထားရာအထွတ်မြတ်ဆုံးတနေရာရှိကိုရှိတယ်။ ထိုနေရာမှာကိုကဖနှက်ချွတ်ပြီးမှသွားကြရတယ်။ဘာသာတရားတိုင်းမှာရှိပါတယ်။သူဖနှက်ချွတ်ခဲ့တဲ့နေရာကိုတမလွန်ရဲ့ပုံရိပ်ပဲ။ဖနှက်ဆိုတာကကြောင့်အပြင်သွားလာပြီးဆိုစီးတယ်။အိမ်ထဲဝင်ပြီးဆိုတော့ဖနှက်ချွတ်ကြရတယ်။တမချန်းစာမှာတော့ဒီလောကအရာကြီးတဲပဲ။အိမ်ကတော့ကောင်းကင်ဘုံမှာရှိတယ်။ထာဝရနေထိုင်ရမှာဖြစ်တယ်။အဲကြောင့်မလို့ ခါဝရနေထိုင်ရမယ့်အရက်အတွက်ကိုကဘယ်နေရာမှာဖနက်ကိုချုပ်ခဲ့လဲအရေးပါပါတယ်ဘာသာကြီးလေးခုလုံးကလည်းဒီအကြောင်းအရာရှိတဲ့အတွက်ဥစွာဗုဒ္ဓဘာသာပေါ့ကိုကဖရာကျောင်းကံဇီဒီပထိုးသွားပြီဆိုရင်ဖနက်ကိုချွတ်ရတယ်ဖရာတရားသက်ကတခိုင်းနေပဲလေဒါကြောင့်မလို့ဖရာကတရားကိုပေးတယ်သူတရားသက်ကလည်းဆက်လက်သွန်သင်တယ် ယုံကြည်သူတွေကဒါကိုနားခံပြီးလိုက်လျှောက်ကြင်ကြတယ်။ကိုပြုတ်ခဲ့တဲ့ကံလျောက်တမလွန်မှာခံစရာရှိခံဆံစရာရှိဆံဆိုပြီး32ပုံသားတန်မြန်သားတွေဖြစ်တယ်။ဒါကိုယုံကြည်ရာကိုဖနှတ်ချုပ်ခဲ့တဲ့အရရသွားမယ့်နေရာပဲဖြစ်တယ်။နောက်တစ်မျိုးကတော့ဟိန္ဒူပေါ့။ဟိန္ဒူကတော့ဂင်းကမြစ်ကိုသူ့ဖျားပွဲနေ့မှာတွားရောက်ရေချိုးတန်းစင်ပြီဆိုရင်ဖနှတ်ကိုချုပ်ကိုချွာတယ် ဒီအကြောင်းအပြန်ပြောမယ်ဆိုရင်ဟိုရှိရှိတော့ကဘဂိယထာဆိုရင်မိညရှိတယ်သူ့လူတွေတန့်စင်ဖို့နဲ့တမလုံးမှာတန်တရားလွတ်မြောက်ဖို့အတွက်ဖယောင်းတောင်းပန်တဲ့ခါမှာကောင်းကင်ဘုံမှာငကငွေတန်းစီးဆင်းနေတဲ့ဒီခင်းကမဲတော့ဒီမြင့်ကြီးကမြင့်ကြီးဘုံကိုရောက်လာပြီးစီးဆင်းနေတယ်ဆိုသူတို့ခံယူကြည်ကြတယ်ဝဲရော်နေ့ရက်မှာသွားရောက်ရေချိုးတန့်စင်မယ်ထူကြီးကိုတောက်မယ်ဆိုရင်တန်တရားလွတ်မြောက်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဖနက်ကိုချုပ်ပြီးထိုမြည်ရင်ကိုစေကျော်တန့်စင်ခဲကြတယ်ဆိုတဲ့အရာရှိတယ်နောက်တစ်မျိုးကတော့အစ္စလာမ်ပေါ့နော်အစ္စလာမ်ကတော့သူတို့ရဲ့အထွတ်မြတ်ဆုံးထားရနေရာကတော့မက်ကာမှာရှိတဲ့ကာဘာကျောက်ထိုကျောက်ကိုတွားရောက်ထိတွေ့နားရှုပ်ပြီးဆိုရင်ဖနက်ချွရအကြောင်းကတော့အလာရဲ့စီရင်ရနေရမြတ်မှာထိုကျောက်တော့စကားပြောလာမယ်၎င်းကိုလာရောက်ထိတွေ့နားရှုပ်သွားကြောင်သူကအာမခံပြင်းမယ် ထို့သောသောအားဖြင့်ကောင်းရပုံရောက်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကာဘာကြောက်ပါခဏချွတ်ပြီးတော့မှတော့ရောက်ထီတွင်နှမ်းရှုပ်ကြတယ်ဆိုတဲ့အရာရှိတယ်ဒါဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေကတော့ကျွန်တော်တို့ကတော့သခင်ယေရှုရှင်ပါခဏချွတ်ခဲ့ပါတယ်သခင်ယေရှုလောကကိုကြွဆင်းလာတဲ့အခါမှာငါသူတော်ဘာကိုစေစားခြင်းကမလားသူတော်ဘာရဲ့အစီကိုခံခြင်းကလာတယ်ဆိုပြီးတော့မှတပည့်တော်များရဲ့အခြေကို စေကျော်တသင်ပြခဲ့ပါတယ်။သခင်ယေရှုရဲ့စေကျော်တသင်ခြင်းကိုခံယူဖို့အတွက်ဖနှက်တွေကိုချုပ်ခဲ့ကြရပါတယ်။တော့သခင်ယေရှုကတရားပဲပြီးတာမဟုတ်ဘူး။အသက်လည်းပြီးခဲ့တဲ့အရှင်ဖြစ်တယ်။တရားပြယုံနေမှာကောက်။မြစ်တာမှာပြခဲ့တဲ့အရှင်ဖြစ်တယ်။တရားလည်းပြီး၍ငရဲမှာကဲတင်သောဖရာဖြစ်တယ်။ကျွန်တော်တို့ ਨੇ မထိုက်တန်တဲ့ တန့်ရှင်းရပုံမှာတနေရာရဖို့ကျွန်တော်တို့ ਨੇ ထိုက်တန်တဲ့လက်ဝါးကားတိုင်ပေါ်မှာသခင်ယေရှုကအစားထိုးနေရာယူပေးခဲ့တယ်။ကျွန်တော်ထိုက်တန်တဲ့ဒီလက်ဝါးကားတိုင်ပေါ်ကိုတက်တဲ့အခါမှာသူဖနှက်တင်မကဘူးသူအရှက်ကုန်သိခါဝတ်စားအကုန်လုံးကိုချွတ်ပယ်ခဲ့ရတယ်။ဒါကကျွန်တော်တို့အတွက်ဖြစ်တယ်။ကျွန်တော်တို့ကဖရာကိုအဖလို့ခေါ်တယ်။အဖေကသားသမီးအတွက် အသက်ပေးဖို့ဝန်မလေးဘူးကျွန်တော်တို့ကိုထိုနေရာကိုမရောက်စေချင်ဘူးဒါကြောင့်သခင်ယေရှုဟာကိုစားခံပေးခဲ့တယ်ဂျုံလောက်သောသက်တည်လဲထားခဲ့တယ်ဒါကမှမယုံဘူးဆိုရင်အဘယ်သူဟာအပြည့်စင်ခြင်းနဲ့လွတ်နိုင်မည်နည်းလူတိုင်းကလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဒီရွေးချယ်ပိုင်ခွင့်နဲ့ကိုယ့်ဖက်နှက်ကိုဒီလောကခိတအသက်ရှင်စင်မှာဘယ်မှာချွတ်မှာလဲခင်းကမြင့်ရှင်းမှာဖက်နှက်တော့ချွတ်မလားကာဗာကြောက်ရှင်းမှာ ဖဏချွတ်မလားဒေဒီပထိုးရရှိမှသွားပြီးဖဏချွတ်မလားဒါကုရွေးချယ်မှုပဲဒါကုတမလွန်ရဲ့အာမခံပဲလူသားတိုင်းကဲတင်ချင်းတို့ရောက်ပြီအမတရားကိုတည်ကြပါစေ God bless you